CNA သတင်းဌာနကိုနာတော်တာစနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွာပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့ညမာတက်ကရက်1386ခုနဲ့တပေါင်းလာဆန်း10ရက်နေ့2025ခုနဲ့မတ်လ10ရက်နေ့ CNA ရဲ့တနေ့တောင် online review ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ ကနေ့ထုတ်လင့်တင်ဆက်သွားမယ့်သတင်းတွေကတော့တောင်ကုတ်ကဦးကျောက်တောင်နေအပါအဝင်နေအိမ်30ကျော်ကိုအာရခတတော်ကဂျိတ်ပိတ်တင်ဆက်ထားတယ်ဆိုတဲ့သတင်း ကြောက်ဖြူကစက်တိမ်ကြီးရွာကိုစစ်ကောင်စီကထပ်မံဘုံကျဲလို့နေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့ထူးခြားတဲ့သတင်းတွေအပြင်မြန်မာပြည်တွင်းကထူးခြားတဲ့သတင်းတွေဖြစ်တဲ့နိုင်ငံတော်မှာဖေဖော်ဝါရီလအတွင်းအမျိုးသမီး66ဦးသေဆုံးခဲ့တယ်လို့ဆိုတဲ့သတင်းနဲ့လယ်တော်နဲ့မူးမြို့နယ်အတွင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့အရသာ၃ဦးထိခိုက်သေဆုံးခဲ့ရတယ်ဆိုတဲ့ထူးခြားတဲ့သတင်းတွေကိုနားဆင်ကြရမှာဖြစ်ပါတယ်။ မအဆုံးရခိုင်ပြည်တွင်းကနားဆင်ရမယ့်သတင်းကတော့တောင်ကုတ်ကဦးကျောက်တောင်နေအပါအဝင် နေအိမ်30ကျော်ကိုအာရခတ်တော်ကဂျိတ်ပိတ်တင်ဆက်ထားတဲ့ဆိုတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။တောင်ကုတ်မြို့ကလူသိများတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ထာဝရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တောင်နေအပါအဝင်နေအိမ်30ကျော်ကိုအာရခတ်တော်ကဂျိတ်ပိတ်တင်ဆက်ထားတယ်လို့အာရခတ်တော်ရဲ့သတင်းရင်းမြစ်တွေနဲ့နှိဆက်သူတွေစီကသိရပါတယ်။အဲ့လိုနေအိမ်တွေကိုဂျိတ်ပိတ်ခံရရတဲ့သူတွေအများစုဟာ ထာဝရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တောင်နဲ့ဆက်ဆက်သူတွေဖြစ်ကြပြီးဦးကျောက်တောင်ဟာစစ်ကောင်စီနဲ့လက်ရှိအချိန်ထိအလို့အထူတူလောက်ကန်နေတဲ့အတော့သူ့ရဲ့နေအိမ်ကိုအရခတ်တော်ကဂျိတ်ပိတ်သိမ်းဆဲလိုက်တာလို့သိရှိထားရတယ်လို့အရခတ်တော်ရဲ့တရင်အရင်မြက်နဲ့နေဆက်သူတို့ကပြောပါတယ်ဒီလိုစစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ငန်းဆက်ဆက်လုပ်ကင်တာနဲ့ပိုင်ဆိုင်မှုတွေကိုတင်းစဲထားတယ်ဆိုတော့ဟာ မဖြစ်တဲ့ကိစ္စရဲ့တစ်ခုဖြစ်ပြီးတော့ဒီလိုသာတိမ့်ဆဲမယ်ဆိုရင်ရခိုင်ပြည်စစ်တွေမြို့တစ်မြို့လုံးမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်အကုန်လုံးကိုလည်းတိမ့်ဆဲရမယ်အနေထားမှာရှိတယ်လို့သူကထောက်ပြပြောဆိုပါတယ်။ကုံတယ်ကြီးစီးပွားရေးလုပ်ငန်းရှင်ထาวရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တော်ဟာအရင်ခေတ်အဆက်ဆက်ကလေးကပဲ ဘယ်အစိုးရလက်ထက်မှာမဆိုသူ့ရဲ့စီးပွားရေးလုပ်ငန်းကိုအဆင်ပြေချောမွေ့နိုင်ဖို့အတွက်အလုပ်လုပ်ကင်ခဲ့သူဖြစ်ပြီးလက်ရှိမှာလည်းဦးကျောက်တောင်ဟာမောင်နှောဒီတာမှာတိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်းသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေတဲကတစ်ခုဖြစ်တဲ့ရခိုင်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းဟာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုပိတ်လိုက်ရတဲ့အတွက်ရခိုင်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကုန်သွယ်ရေးတွားရောက်လုပ်ကင်ဖို့အတွက်အစင်မပြေတော့တာကြောင့်ရန်ကုန်ကနေတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆက်လက် ကုန်သွယ်ရေးလုပ်ငန်းကိုလောက်ကန်နေသူတူလည်းဖြစ်ပါတယ် ါပေမဲ့ဒီတောင်ကုန်းမြို့အတွင်းကဦးကျောက်တောင်နေအပါဝင်ဦးကျောက်တောင်နေဆက်ဆက်တဲ့နေအိမ်30တလုံးကိုအာရခတတော်ကဂျိတ်ပိတ်သိမ်းဆဲလိုက်တယ်ဆိုတာကို အာရခတတော်ကအတည်ပြုထုတ်ပြန်ထားတာမရှိသေးသလိုအာရခတတော်ပြောခွင့်ရဥက္ကဋ္ဌကကို CNA ကဆက်သွယ်မေးမြန်းထားပေမဲ့တစုံတရာတုတ်ပြန်ပြောဆိုလာတာမရှိသေးပါဘူး။ဒါအပြင်တစ်ဖက်မှာလည်းဒီအခြေအနေတွေကိုအသေးစိတ်သိရှိနိုင်ဖို့အတွက် CNA သတင်းဌာနအနေနဲ့ဥကြောက်တောင်ကိုလည်းဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။အာရခတတော်ကတော့ရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကိုအာရခပြည်သူအစိုးရပိုင်ဖြစ်နေတိမ်းဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့မှာသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်အတွင်းမှာတရားဝင်ထုတ်ပြန်ပြောဆိုထားကြောင်းအာရခပြည်သူအစိုးရရဲ့ထိပ်ပိုင်းအရာရှိတအူကအတည်ပြုပြောဆိုထားတာရှိပါတယ်။အဲလိုထုတ်ပြန်ပြောဆိုထားတာနဲ့အတူဘူတီတောင်နယ်မောင်တော်ဒီတာတွေမှာလည်းမွတ်စလင်စီးပွားရေးလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့နေအိမ်အပါအဝင်နေအိမ်60ကျော်ကိုလည်းချိတ်ပိတ်သိမ်းဆည်းထားတယ်လို့သိရပါတယ်ခင်ဗျာ။ ောက်ထပ်သတင်းအနေနဲ့ကတော့ကြောက်ဖြူကစက်တိမ်ကြီးဝါကိုစက်ကောင်စီကထပ်မံပုံကျဲလို့နေအွေမီးလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်ကျောက်ဖြူမြို့နယ်အတွင်းကစက်တိမ်ကြီးဝါကိုစက်ကောင်စီတပ်ကဒီကနေ့နေ့လယ်တနာရီလောက်မှာလေကြောင်းကထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကြီးဝါအတွင်းကနေအိမ်တချို့ထပ်မံမီးလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီကြီးဝါကိုစက်ကောင်စီကဒီနေ့နေ့လယ်တနာရီလောက်မှာ Jet Fighter နဲ့ဘုံနှလုံးထပ်မံနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကြီးဝါအတွင်းကနေအိမ်တွေကိုကြားရောက်ပောက်ကွဲက လူနေအိမ်30ထပ်မနေမီးလောင်ပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မတ်လ6ရက်နေ့ကလည်းစစ်ကောင်စီဟာကြောက်ဖြူမြို့နယ်အတွင်းကဥကင်းကျွာကို drone နဲ့မနက်တစ်ချိန်ညနေတစ်ချိန်နှစ်ချိန်တိုင်းဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်100ကျော်ထပ်မနေမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသတင်အရင်းမြစ်တွေကပြောပါတယ်အဲ့လိုမတ်လ6ရက်နေ့တရက်နေ့မှာပဲ စစ်ကောင်စီဟာစစ်တွေ့မြို့နယ်အတွင်ကဝါဘိုကြီးဝါကိုလည်း drone နဲ့ပုံကျစ်တိုက်ခဲ့တာကြောင့်နေအိမ်40ကျော်လောက်ဟာလည်းမီးလောင်ပျက်စီးတာတွေရှိခဲ့ရပါသေးတယ်။ရခိုင်ပြည်အတွင်းမှာအာရခတတော်ကအပြည့်သက်တိမ်ပိုက်ဖို့ကြံရှိနေသေးတဲ့ကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့တွေကစစ်ကောင်စီတပ်စခန်းတွေကို အပြည့်သက်တိမ့်ပိုင်နိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲစစ်ကောင်စီတပ်တွေဟာကြောက်ဖြူနယ်စစ်တွေမြို့နယ်တွေကအရသာပြည်သူတွေပိုင်ဆိုင်တဲ့နေအိမ်တွေကိုလေကြောင်းကဂျက်ဖိုက်တာနဲ့ဘုံးကျဲတိုက်ခိုက်တာ drone နဲ့ဘုံးကျဲတိုက်ခိုက်တာတွေကိုစက်တိုက်လှုပ်ဆောင်လာနေတာကိုတွေ့လာရပါတယ်ဒီနေ့အတွင်းမှာပဲစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာ drone နဲ့ဘုံးကျဲတိုက်ခိုက်တာကြောင့်လူနေအိမ်200နီးပါးပျက်စီးသွားခဲ့ရပြီဖြစ်ပါတယ်ခင်ဗျာ ီတစ်ခေါက်မှာတော့မြန်မာပြည်တွင်းဘက်ကအခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ပထမဆုံးသတင်းအနေနဲ့ကတော့နိုင်ငံတော်မှာဖေဖော်ဝါရီလအတွင်းအမျိုးသမီး66ဦးတည်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။နိုင်ငံတော်မှာဖေဖော်ဝါရီလအတွင်းအမျိုးသမီး66ဦးတည်ဆုံးခဲ့ရတယ်လို့ Burmese Women Union ကထုတ်ပြန်လာပါတယ်။ Burmese Women Union ရဲ့ထုတ်ပြန်ချက်အရစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်ဖေဖော်ဝါရီလအတွင်းမှာအမျိုးသမီး66ဦးတည်ဆုံးခဲ့ရပြီး68ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။တည်ဆုံးသူအများစုဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီးအမျိုးသမီး၄ 45ဦးအထိတေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်အမျိုးသမီးတေဆုံးသူ12ဦး၊မြေမြုပ်မိုင်းကြောင့်9ဦး၊မီးရှို့တပ်ဖြတ်ခံရမှုကြောင့်2ဦးနဲ့ထောင်အတွင်းစေဝါကူတာခံယူမှုမရရှိခြင်းတို့ကြောင့်တဦးတေဆုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။တေဆုံးသူအမျိုးသမီး66ဦးထဲက73ဦးဟာအသက်18နှစ်အောက်အမျိုးသမီးတွေဖြစ်တယ်လို့လည်း Barmis Women Union ကအသိပေးထားပါတယ်။တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်အမျိုးသမီးတေဆုံးသူစီးရင်ကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာ22ဦး၊မကွေးတိုင်းမှာ9ဦး၊ရှမ်းပြည်နယ်မှာ ယ်မှာ9ဦးမန္တလေးတိုင်းမှာ10ဦးရခိုင်ပြည်နယ်မှာ9ဦးကချင်ပြည်နယ်မှာ6ဦးတနင်္သာရီတိုင်းမှာ2ဦးပဲခူးတိုင်းမှာ2ဦးကရင်နီပြည်နယ်မှာ1ဦးနဲ့ကရင်ပြည်နယ်မှာ1ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းဖို့ကြိုးပမ်းချိန်ကစပြီးလင်းနစ်တာကာလအတွင်းမှာဆက်ရဆွေးမှုတွေနဲ့လူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဇဝတ်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုလင်းမျိုးစုံတုံးပြီးကျူးလွန်နေခဲ့တယ်လို့လည်းဘာမစ်ဝူမဲဂျူနီယာကထုတ်ပြန်ထားပါတယ်ဒီအချက်လက်တွေဟာမြမအမျိုးသမီးတမကအန နေနဲ့တိကျခံလုံတဲ့သတင်းမီဒီယာတွေရဲ့သတင်းအချက်အလက်တွေကိုစောက်ကြည့်မှတ်တမ်းတင်ပြုလုပ်ထားသလိုမြေပြင်ကအချက်အလက်တွေကိုလည်းကောက်ယူစုံထားတာဖြစ်ပြီးတော့တချို့နေရာဒေသတွေမှာမြေပြင်နဲ့အဆက်အသွယ်ရရှိဖို့ခက်ခဲတဲ့အတွက်လက်ရှိစီရင်ထက်မြေပြင်မှာပုံများနိုင်ရဲ့လို့ဆိုပါရယ်ဒါအပြင်ဒီကနေ့မတ်လ၈ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအထိမ်းအမှတ်နေမှာလေအမျိုးသမီးအဖွဲ့အစည်းခုနှစ်ဖွဲ့ကမြန်မာနိုင်ငံတဝန်းကအမျိုးသမီးတွေမိန်းကလေးတွေနဲ့ LGBTQ+ လူအဖွဲ့အစည်းတွေဟာဂျန်နာအခြေပြုအကြမ်းဖက်မှုနဲ့ခွဲခြားဆက်ဆံမှုတွေကိုရင်ဆိုင်နေရတ ယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့လိုအကြမ်းဖက်မှုတွေမှာမြန်မာစစ်တပ်သားမကတော်လှန်ရေးတနက်ကင်အဖွဲ့အချို့လည်းပါဝင်နေပြီးပြစ်ဒဏ်ကင်းလွတ်ခွင့်ရတဲ့အလေအထနဲ့အတူအလားတူပြစ်မှုတွေကိုကျူးလွန်ခဲ့ကြတယ်လို့အမျိုးသမီးအဖွဲ့အစည်းခုနှစ်ဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ ီနေ့ဒီနေ့တာထုံလွှဲမှုအတွက်နောက်ဆုံးနားဆင်ရမယ့်သတင်းကတော့လေတိုနဲ့မူးမြို့နယ်အတွင်းကိုစက်ကောင်စီလေကြောင်းတိုက်ခိုက်လို့အရသာ၃ဦးထိခိုက်ဒေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ကော်တူးလေအုပ်ချုပ်နယ်မြေ ခလဲလွီထွီခရိုင်လေတိုမြို့နယ်နဲ့မိုးမြို့နယ်အတွင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့အရသာသုံးဦးထိခိုက်သေးဆုံးခဲ့ရတယ်လို့ KNU ကထုတ်ပြန်လာပါတယ်။မတ်လ6ရက်နေ့ညနေ9နာရီအချိန်ခန့်မှာစစ်ကောင်စီကတောင်ငူလေတပ်ကနေ Jet Fighter လေယာဉ်တစ်စင်းနဲ့ကြောက်ကြီးပေါက်ကြီးရွာအတွင်းကိုလာရောက်ဗုံးကျဲခဲ့လို့အဲ့ဒီကြီးရွာအတွင်းမှာနေတဲ့ဒေါ်ထွေးအသက်63နှစ်ထိခိုက်သေးဆုံးခဲ့ရပြီးမဝင်းဝင်းအေး15နှစ်မဘိုးရတနာအောင်24နှစ်တို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။စစ်ကောင်စီဟာညနေ2နာရီခန့်မှာလဲမကြီးတော်ကျေးရွာအတွင်းကိုထပ်မံလာရောက်ပစ်ခတ်ခဲ့လို့အဲ့ဒီကျေးရွာတွင်မခိုင်ဦး53နှစ်နဲ့ဦးအောင်မြင့်အေး55နှစ်တို့ထိခိုက်တေဆုံးခဲ့ရတယ်လို့လည်းအတည်ပြုထားပါတယ်။ဒါအပြင်နေအိမ်၅လုံးထိမှန်ပျက်စီးခဲ့ပြီးတလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့နေ့လယ်2နာရီ15မိနစ်ခန့်မှာလဲစစ်ကောင်စီက rocket တွေနဲ့လဲထပ်မံပစ်ခတ်ခဲ့တယ်လို့လည်း KNU ကဆိုပါတယ်။ပြီးခဲ့တဲ့ match လ9ရက်နဲ့6ရက်နေ့တွေမှာလဲစစ်ကောင်စီဟာလေတိုမြို့နယ်အတွင်းကအင်းနဲ့ကျေးရွာနဲ့တရေးစီလော နေရွဲပင်ကျွရအတွင်ကိုလာရောက်ဘုံကျစ်တိုက်ခဲ့လို့နေတလုံးထိမှန်ပြက်စီးခဲ့ရပါသေးတယ်ခင်ဗျာ ျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာရေဒီယိုထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပြီးကြားတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။